ဆောင်ရသည့်ကာလကရင်နီနယ်မြေကအနှွေးတွေမလုံလောက်တဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေတရိလိမင်းမျိုးနာတွေရှိတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကပြောဆိုပါရယ်ခွန်စော်ဦးသတင်းပေးပို့ထားတာပါရှင်ဆောင်ရသည်လည်းဝင်ရောက်လာပြီးဖြစ်တာကြောင့်ကရားကရနီပြည်မှာနှင်းနေကြလာပြီးအချမ်းပို့လာပြီးဖြစ်ပါတယ်ဒါကြောင့်ရှီတန်းနယ်မြေမှာအလှည့်ကျကင်းဆောင်နေရပြီးအနှွေးတွေမလုံလောက်တဲ့ရဲဘော်တွေမှာအေးတံကိုမခံနိုင်ပဲတရိလိမင်းမျိုးနာတွေရှိနေတယ်လို့တပ်ဖွဲ့ဝင်တွေကဆိုပါရယ် ကျွန်တော်တို့ဂရီနီပြည်မှာတော့ဒီအချိန်မှာအသာအေးနေတော့ဆေးလက်တိုက်ရတဲ့ခါတော့စပင်ပန်းလုံးလို့အေးမီပြီးမှတတိလေးတော့အနေထားတိရောက်သွားတာတော့ရှိရပါတော့စစ်ကောင်မရှင်တက်ဟာကြားဂရီနီပြည်တဲ့ကတော်လိုင်းအင်အားစုတွေစုမိုးထားတဲ့နေမြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့စီရင်လှုပ်ရှားတာတွေရှိနေပါလေဒါကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တွေဟာ24နာရီနေညမပြတ်ကင်းဆောင်နေရတာပါ အဲ့ဒီလိုအလှကျကင်းဆောင်နေရတဲ့ရှေ့တန်းကရဲဘော်တွေလိုအပ်နေတဲ့အနှွေးတွေကိုပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီပေးစေချင်တယ်လို့တပ်ဖွဲ့ဝင်တွေကဆိုပါတယ်ဒီစစ်ကော်မရှင်ဘောနော်ခုကတော့နေစိန်တောက်လျှောက်ထိုးစစ်တွေလှုပ်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကနက်စလီနဲ့ရင်ကင်းဆောက်ရတာမီးလုံလို့ရှိရင်လည်းရန်သူတွေမြင်သွားလို့ရှိရင်ကျွန်တော်တို့တွေ့ပို့ပြီးဟိုအန်တီရဲ့ကြီးတယ်လေအကြောင်းမလို့ကျွန်တော်တို့အနှွေးထယ်လေးတွေနဲ့ကျွန်တော်တို့ဝေးပြီးမှကျွန်တော်တို့ကင်းဆောက်ရေးပို့ပြီးတေချာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနှွေးထယ်လိုအားရပါတော့ လက်ရှိကရားခရနီပြည်အတွင်းမှာစစ်ကော်မရှင်ရဲ့တံပြန်ထိုးစစ်တွေကြောင့်နှိမ့်စင်ဒီပါတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါကြောင့်တုံးသိန်းဝင်းကြီးရှိတဲ့ဒေသခံပြည်သူတွေဟာအိုးရင်စွန့်ခွာတိမ်းရှောင်နေကြရပြီးအကူအညီတွေလည်းလိုအပ်နေပါတယ်။ကျွန်တော်ခွန်စော်ဦးပါ။